မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ စစ်လင်ရေးများကတိပေါ်ဖို့စကမ်းမကြဆဲဖို့ပုံကျဲခုခံစဉ်မိမိတပ်ဖွဲ့ပေါ်ပုံမကျဲချမီလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တိဆုံသွားပြီးကြံစစ်သားများအလုံးအလံဖြူထောင်းလက်နက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိတိပေါ်ဖို့စကမ်းကို KNL တပ်တွေကဒီကနေ့အပြင်းထန်ထိုးစစ်ဆင်ခြင်းတိပေါ်ဖို့စကမ်းမကြဆဲဖို့စစ်ကောင်စီကတိုက်နေများနဲ့ပုံကျဲခုခံခဲ့စဉ်မိမိတပ်ဖွဲ့ပေါ်ပုံမကျဲမီလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30တိဆုံသွားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြစ်ကပြောပြလာခဲ့ပါတယ်။ မနေ့ကစွန်လ3ရက်နေ့ညနေပိုင်းမှာ KNN လေးပူပေါင်းတပ်တွေကဒီပေါ်ပူစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းအဲ့ဒီလိုမသိမ်းပိုင်နိုင်မီစစ်ကောင်စစ်ကတိုက်လေယာဉ်များနဲ့အဆက်မပြတ်ခုခံပုံကျဲပစ်ခတ်ခဲ့ကြောင်းဒါပေမဲ့စစ်လေယာဉ်တွေက၎င်းရဲ့တပ်ဖွဲ့ဝင်တွေပေါ်ပုံမှားကျဲချမိလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30တိစုံခဲ့ပြီး ကြံရှိရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းလက်နက်ချအညံ့ခံအလံဖြူထောင်ခဲ့ကြကြောင်းအဲဒီနောက်ကရဲနယ်လေးပူပေါင်းတပ်တွေကတေးပေါ်ဖို့စကတ်ကိုအပိသက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါရယ်ကနဦးတိရတာကတိုက်လေရင်တွေကဘုံမှားကျဲတာတေးပေါ်ဖို့စကတ်က30လောက်တိစုံနေသူတို့စစ်ကူပစ်ခတ်တာတွေကသူတို့လူပြန်ထည့်ရလို့သိရတယ်လို့ထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်အရင်မြစ်တွေကပြောဆိုပါရယ်မနေ့ကတေးပေါ်ဖို့စကတ်သိမ်းတိုက်ပွဲမှာတော်လိုင်းတပ်တွေဘက်ကတိစုံမှုမရှိဘဲရဲဘော်လေးဦးထံရအပြင်းထန်ရရှိထားကြောင်းသိရပါရယ်စစ်ကောင်စီတပ်ရဲ့တေးပေါ်ဖို့တပ်စကတ်ကိုတော်လိုင်းတပ် င်ကရရှိသွားပြီဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စခန်း၄ခုတာကျန်းရှိတော့ကအဆိုပါစခန်းများမှာဥက္ကရထဝေါ်လီပြူဟာကုံတီးတဲလေစကန်တိကဲပလေစကန်တို့ဖြစ်ကြောင်းသိရပါတယ် KNU ကမလာအီဘီလာနဲ့မီလာအတွင်းမှာထိုင်းမြန်မာနယ်စပ်ဒီမှာစစ်ကောင်စီရဲ့ပုလူတူခက်လက်တီတခေါပီကွီမောဖားသူစကန်တာလင်စကန်များမဲလာပလက်တူမော်ခီပြင်းအောင်စကန်ကိုကနဲလီစကန်နဲ့ရွှေအေးမြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးဇွန်လ3ရက်နေ့မှာတီးဖို့ပုစကန်ကိုရရှိခဲ့တာဖြစ်ပါတယ် 2022ခုနှစ်မေလတွင်ကလည်းဒီပေါ်ဘူစကန်ကိုကော့ဘရာစစ်ကြောင်းနှင့်ဘိုးအေစီဝါဦးဆောင်နှင့်တော်လိုင်းတပ်တွေကပထမဆုံးတိုက်ခိုက်သိမ်းပိုက်ခဲ့ပူပါရယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ FPP drone အနေနဲ့ရှိနေလို့လေယာဉ်နဲ့ရဟန်းရင်တွေကိုလေယာဉ်ကုန်တော်တွေမှာလုံခြုံစွာသိမ်းဆည်းထားဖို့နဲ့ကြံမာနဲ့ drone ခိုက်တွေကိုအစင်မပြတ်စစ်ဆေးဖို့ညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပမော်မြို့နယ်ရွှေကူမြို့တို့မှာ FPP first person view drone များနဲ့စစ်ရဟန်းရင်နှစ်စီးကို KIA ကဖျက်ဆီးခဲ့ပြီးရဲ့နောက်လေတပ်တွေမှာရဟန်းရင်နဲ့တိုက်လေများကိုလေယာဉ်ကိုရ ောင်များမှာလုံခြုံစွာသိမ်းဆည်းထားဖို့အကြံအမာနဲ့ဒရုန်းကတွေကိုစင်စက်မပြတ်စစ်ဆေးဖို့လေတပ်မှညွှန်ကြားထားကြောင်းသိရပါတယ်။လေယာဉ်တွေမှာတိုက်လေယာဉ်များနဲ့ရဟတ်ယာဉ်များကိုလေးကျင့်ပြန်တမ်းပြီးချိန်စစ်စင်ပြီးဆုံးချိန်ဒီမှာလေယာဉ်ကိုယ်တော်များအတွင်းကိုတီချစွာစနစ်တကျသိမ်းဆည်းရနာထားဖို့နဲ့ပြင်ပမှာအချိန်ကြာမြင့်စွာရနာခြင်းများမပြုလုပ်ဖို့ညွှန်ကြားလာကြောင်းအဆိုပါညွှန်ကြားချက်မှာကချင်ပြည်နယ်မှာ KIA ကစစ်ရဟတ်ယာဉ်နှစ်စီးကို FPP drone များနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗီဒီယိုထွက်ရှိလာပြီးရဲ့နောက်အဲ့ဒီလိုညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ် တိုင်းလေရင်နဲ့ရဟန်းရင်များထားရှိမဲ့လေရင်ဟန်ဂါရီတူလောင်ယုံတွေကိုဘုံတန်ခံနိုင်မှုရှိမရှိကြက်ခိုင်မှုရှိမရှိစစ်ဆေးဖို့လေတပ်တွေမှာကြံပါများဒရုန်းကများအမြဲအလုံးလုံးနေစေဖို့နေစဉ်စစ်ဆေးမှုတွေကိုပုံမတင်းတင်းကြက်ကြက်ဆောင်ရွက်ဖို့ညွှန်ကြားချက်မှာပါရှိရလို့သိရပါတယ်ညွှန်ကြားချက်ကိုမလိုက်နာပဲပေါ်ရွက်မှုများလေရင်နဲ့ရဟန်းရင်များတိုက်ခိုက်ဖျက်ဆီးခံရပါကသက်ဆိုင်ရာတာဝန်ရှိသူများအားလုံးအရေးယူခံရမယ်လို့ညွှန်ကြားချက်မှာဖော်ပြထားကြောင်းသိရပါတယ်ကချင်ပြည်နယ်ပုံမမျိုးနယ်မှာရခိုင်မေလအတွင်းကရိုင်က FPB ဒရုန်းများနဲ့စစ်ရဟန်းရင်နှစ်စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစစ်တပ်ဘက်မှစစ်ကူသွားရောက်တဲ့ဗျူဟာမှုနဲ့အဖွဲ့အပါဝင်အနည်းဆုံးအရာရှိနေစစ်သည်15ဦးထပ်မံတည်ဆောင်းခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားတဲ့စစ်လော်ဘီဇော်ဘဝင်းကိုအလဲပိုင်းနဲ့စစ်ဌာနချုပ်မှစစ်ထောင်လမ်းကြီးတွေကစစ်ကြောရေးစခန်းကိုခေါ်ဆောင်စစ်ကြောနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မင်းအောင်လှိုင်ပါဝင်စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားတဲ့စစ်တပ်လော်ဘီဆော်ဘုံကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်ထောက်လိုင်းတွေကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြည်ဦးလွင်အခြေဆိုင်ရဲတရေအရင်မြစ်တွေကပြောပါရယ်စွန်လာအချိန်မှာပြည်ဦးလွင်မှာ နေထိုင်တဲ့စစ်တပ်လော်ဘီစော်ဖုံးဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားကြောင်းအဲ့ဒီလိုဖမ်းဆီးပြီးရင်နောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လိုင်းရင်တွေကစော်ဖုံးဟင်းကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ကောင်းဆောင်တွေကိုဆဲဆုံမှုနောက်ကွယ်မှာမြည်တည်ရွေချက်ပါရှိတယ်လဲဆိုတဲ့အချက်ကိုစစ်ကြောမင်းမြန်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဖမ်းပြီးတော့တခါလေစစ်ကြောရေးကိုခေါ်သွားတဲ့ဇွန်လ2ရက်နေ့ကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာကုချိန်တီရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုံနေရလို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းတော့ဖျက်ဆီးရနိုင်တယ်လို့ပြည်ဦးတွင်ရဲတရင်ရင်းမြစ်တွေ ကဆိုပါတယ်မဘာသားနဲ့အမျိုးသားရေးအစိုးရဖုံးကြီးပေါက်ကူတော်ကတော့စော်ဖုံးကြီးကိုစစ်တပ်ကဖမ်းဆီးမှုကစော်ဖုံးကြီးအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်မှာနေထိုင်မှာက PDF ဖမ်းဆီးတက်ဖြတ်ပြီးတေးသွားနိုင်ကြောင်းအခုလိုစစ်တပ်ကဖမ်းဆီးထောင်ချတာကြောင်းထောင်ထဲမှာ AC စွာဖြတ်တန်းနိုင်တော့မှဖြစ်ပြီးကံကောင်းခြင်းဖြစ်ကြောင်းသူ့ရဲ့ Telegram မှာတဆင့်ပြောဆိုထားပါတယ်မင်းအောင်လိုင်းပါဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုတဲ့အတွက်ရှန်ကုန်တိုင်းတကုံမြို့တည်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပါဆောင်အမှတ်358မြင်းဆောင်2025ဆက်တွေ့ဥပဒေပုံမှာ66ကကြီးနဲ့မဘာ သားနဲ့စစ်တပ်ထောက်ခံသူဒေါ်မမိုးခိုင်ကစော်ဖုံးဟင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးအဲ့ဒီအမှုအတွက်လည်းရန်ကုန်မှာအမှုညင်ဆိုင်ရမှာဖြစ်ကြောင်းသိရပါတယ်စစ်လော်ဘီစော်ဖုံးကိုဖမ်းဆီးဖို့အဓိကလှုပ်ဆောင်ခဲ့သူတွေမှာစစ်တပ်လော်ဘီဟန်ငင်ဦးကဦးဆောင်ပါဝင်ခဲ့တဲ့အတွက်မဘာသားနဲ့စစ်တပ်ထောက်ခံသူတို့ကဟန်ငင်ဦးကိုတစ္ဆောက်ဖောက်တပ်ဦးဖြစ်ကင်မွတ်တပ်ထားကြကစစ်တပ်ထောက်ခံသူတွေမှာအုပ်စုကွဲသူတွေဖြစ်လာကြောင်းမဘာသားဖွဲ့ဝင်တို့ကသတင်းဌာနကိုပြောပါရယ်စော်ဖုံးကတမရော်အတွက်ကောင်းဖို့သူပြောတာသူက ပင်မစားဘူးဟန်ငိမ့်ဦးဘာညွန်မှိုင်းဝေကိုသက်ကျော်စွာကိုနင်းမောင်တို့ဆိုတာတအုပ်စုတယ်အခုမပူတုမဟာသွေးတောင်လွတ်ပါမလားဆိုရင်နေရတယ်ဒီလူတွေကတက်မတော်ကိုကြောက်ထွဲဆွဲချတဲ့သူတွေရှေ့မှာဥတင်တွင်လှုပ်ကြံတက်ဖြတ်ခံရတာတောင်ဒီလူတွေစနက်မကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီလို့ရန်ကုန်မှာမဘာသာဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါတယ် စစ်တပ်လော်ဘီဟန်ညင်းကတော့စော်ဖုံးဤဖန်ဆီခံရမှုပေါ်ကန့်ကွက်သူတွေကစစ်တပ်ကိုတော်လန်ပုံကန်ဖြုတ်ချဖို့ကြံစီနေတဲ့ပူးသက်တရှိုးတွေဖြစ်ပြီးစော်ဖုံးဤဘတ်တော်သားမှန်သမျှဖန်ဆီရမယ်လို့သူရဲ့လူမှုကွန်ရက် Telegram မှာတစ်စင်းလုံးစော်ထားပါတယ်။ လက်ရှိတက်မတော်ဆိုရကိုအယုံကြည်မဲ့အောင်အထက်အောက်သွေးကွေးအောင်လုပ်ပြီးတော်လန်ပုံကံဖြုတ်ချဖို့အထိပါကြံစီခဲ့တဲ့ပူသက်သက်ရှုကောင်းရင်းကြံရပါအပေါင်းပါတိုက်ကိုလည်းတခါရဲရှင်းထုံးရမယ့်အချိန်ကောင်းမဲ့တော့ဘသူရီကြံရပါလဲဆိုတာတကူတကလိုက်ရှာနေကြတော့မလို့ဘူးလိုင်းပေါ်မှာရောအပြင်မှာရောအတန်ထွက်လာတဲ့ဟာမန်တမားသက်ရှုကောင်းရင်းကြံရပါရဖြစ်နိုင်တာမို့ဘယ်ကောင်အတန်ထွက်လာရင်လဲစောင့်ကြည့်ပြီးစိလိုက်ရုံမဲ့လို့ဟန်ငင်း Telegram မှာရှင်းသားထားပါတယ် စစ်တပ်ထောက်ခံသူတွေအကြားအုပ်စုကွဲများစွာဖြစ်ပွားခဲ့ရာမစသေးခင်ကလည်းမိထီလာမျိုးနဲ့မှလက်ရှိမလိုင်မျိုးနဲ့အုပ်ချုပ်ရေးမှုပုံမှုဝေဖြိုးနဲ့ပြူစောတိကောင်းဆောင်စော်ယူထုံအကြားပြဿနာဖြစ်ပွားခဲ့ပြီးစစ်တပ်ကပြူစောတိကောင်းဆောင်စော်ယူထုံကိုပုံမှန်များစွာအရေးယူဖန်ဆင်းခဲ့ပါတယ်ဒီပြဿနာကြောင့်မိထီလာမှာပြူစောတိ20ဦးထက်မနည်းပြည်သူစစ်ဖြစ်မှနှုတ်ထွက်သွားကြတယ်လို့သိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မြင်းကြံမျိုးအနီးရှိ PDF ဂိတ်ကိုစီးနေဖို့စ조사တဲ့စစ်ကြောင်းအထိနာလို့ပြန်ဆုတ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမျိုးနဲ့၆မိုင်ခန့်ကွာရှိ PDF ဂိတ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ပြူစောတိတွေကိုတော်လိုင်းတပ်တွေကခုခံတိုက်ခိုက်ရာစစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားကြောင်းမြင်းကြံခရိုင်အမှတ်1848ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတောင်းကပြောပါရယ်။ဇွန်လ2ရက်မနက်6မိုင်ခန့်မှာတူရင်ပိုးရွာရှိ PDF စစ်စင်ဂိတ်ကိုစစ်ကောင်စီတပ်နဲ့ပြူစောတိများရောက်ရှိပြီးနောက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါရယ်။သူတို့အင်အားက90ဝန်းကျင်လောက်ရှိမယ် မနေ့ကကျွန်တော်တို့ drone ဖွဲ့တွင်ချပြီးမကြဘူးပြန်ပြေးတာပဲလက်နက်ကြီးတွေကတော့ပြစ်တာတွေရှိတယ်လို့ဆိုပါတယ်ဆလပီသူတို့က တို့နယ်မြေကတော်တော်ကျင်းနေပြီလေဒါကြောင့်နယ်မြေစမ်းချေတာလို့ပြောပါရယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြူစော်တီ20ဦးထပ်မင်းနဲ့တိစုံတန်ရရရှိကြောင်းတော်လိုင်းပြည်သူများဖွဲ့ကထုတ်ပြန်ထားပါရယ်ဒါပေမဲ့သတင်းဌာနကတော့တိကျအတည်ပြုနိုင်ခြင်းမရှိပါဘူးစောက်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီနဲ့ပြူစော်တီတို့ကပြည်သူများထံမှဆိုင်ကယ်များနဲ့အဖိုးရံပစ္စည်းအချို့ကိုလူရဲယူဆောင်သွားပြီးလေတိရွာမှာဝေစုခွဲယူခဲ့ကြကြောင်းသိရပါရယ် လေတစ်ကမြင်းချံမြို့နယ်အထက်မှာရှိရဲ့ပြူပြူရွာလို့ဖြစ်နေတာအဲ့ဒီမှာသူတို့ရဲ့အထိုင်စခန်းရှိတယ်အဲ့ဒီမှာဝေစုခွဲပြီးမြင်းချံနယ်ပြန်ဝင်သွားတာလို့မြင်းချံမြို့ရဲ့စစ်ဘက်တရင်ရဲမြစ်တွေကပြောပါတယ်တိုက်ပွဲကြာမြင့်ချိန်၁၀နိုင်ကတ်မှာကာကွယ်တပ်ဖွဲ့ဝင်တအူးကြာဆုံးက၆ဦးခန့်ထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီနဲ့ပြူစောဒီပူပေါင်း တက်စစ်ကြောင်းထိုးလာမှုကိုအညာဒေတာတော်လိုင်းအင်အားစုရွှေချန်သာငကန်နီ MP9 ပြည်သူ့ကျေတပ်ဝင်မြင်းကြံမြို့နယ်ပါကဖာမြင်းကြံခရိုင်ရုံတပ်ဖွဲ့မြင်းကြံခရိုင်တိုင်ရင်နှင့် Wolf Galleria ဖို့နှင့်မြင်းကြံခရိုင်မှတ်သုံးတိုင်ရင်တို့လက်ရုံတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မေလ15ရက်ကစပြီးမြင်းကြံမြို့နယ်မှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ကိုမြင်းဆောင်ညာမြေစစ်စင်ရေးကိုမြင်းကြံနေထိုးကြီးတောင်တာနှင့်ငဆုံမြို့နယ်တို့မှာစစ်ကောင်စီကိစ္စကမ်းများတိုက်ခိုက်ခဲ့ပါတယ်။မေလ19ရက်တီစစ်ကောင်စီဘက်မှတီးဆုံသူ90ထက်မနည်းရှိပြီးလက်နက်29နဲ့သင်္ဆေရ ရှိကြောင်းကိုမြင့်ဆောင်အညာမြေစစ်စင်ကြီးကထုတ်ပြန်ထားပါတယ်။အဲ့ဒီစစ်စင်ကြီးကဆက်လက်အကောင့်ထဲပေါ်နေကြောင်းလည်းဒေသတွင်ကကွယ်တပ်ဖွဲ့တာဝန်ရှိသူတွေကအသိပေးထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။